မေရှင်များလုံးမင်္ဂလာပါအခုကျွန်တော်တို့ဘိုးဒေတာထဲမှာသတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့မှသတင်းမီဒီယာကိုအသုံးချပြီးတော့မှပိုးချင်းချင်းကျွန်တော်တို့ပိုးချင်းချင်းပြဿနာတွေဖြစ်ပွားလာအောင်လှုပ်ဆောင်နေတာတွေတွေ့ရတယ်ဗောနော်အဲဥပမာကျွန်တော်တို့ပိုးချင်းချင်းတွေအာတတ်ဖြတ်တဲ့ကိစ္စတွေအာဆတဲ့ဆတဲ့ကိစ္စတွေဗောနော်အဲ့တော့ဒီနားမှာကျွန်တော်တစ်ချက်ပြန်ပြီးတော့မှပြောပြမှာ ဖြစ်ပါတယ်ဘာလဲဘာကြောင့်မို့လို့ ကျွန်တော်တို့ပိုးချင်းချင်းပြဿနာဖြစ်ပွားလာအောင်သူတို့တွေဘလို့တွေကြံစီပြီးတော့မှလှုပ်ဆောင်နေရလဲဆိုတာကျွန်တော်ထောက်ပြမယ်အဲ့တော့ဆက်စချင်းပြောရလို့ချင်းကျွန်တော်တို့သူတွေတာ6ပိုးမြတ်တတ်မတော် PNA နဲ့မြာရခိုင်ငရဲကငိမ့်ချမ်းချင်းကိုလိုလားတယ်ဒါကြောင့်မလို့ဒီ PLNA ဖြစ်တဲ့ဥက္ကွန်သူတွေဥဆောင်တဲ့အဖွဲ့အဲ့ဒီတော့ကတော့မကွဲသေးဘူးပေါ့နော်အာ PLN တွေကမကွဲသေးဘူးတစုတစည်းရှိနေတဲ့အချိန် အဲ့တော့အဲ့ဒီချိန်တုန်းကဆိုလို့ချင်းဘိုးမျိုးသားတမတော် PNA နယ်မြေတန်းမှာလည်း PL PLN AN နေနဲ့သွာလာလှုပ်ရှားလို့ရတယ်သူတို့ရုံးဆိုင်ရတယ်လည်းရှိတယ်ဘာမှမဖြစ်ဘူးအဲ့တော့သွာလာလှုပ်ရှားလို့ရတယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ဒီ PLN A ကဒီအကြမဲ့တောင်းကျမ်းသူတွေနဲ့ပူးပေါင်းပြီးတော့မှနိုင်ငံရေးအမျက်ထုတ်ဖို့စ조사လာတဲ့အချိန်မှာဒါလည်းကျွန်တော်တို့ကလိလိချုပ်ခဲ့သေးတယ်ဒါပေမဲ့ PLNA ကဘယ်လောက်ထိလှုပ်လာလဲဆိုရင်ကျွန်တော်တို့စီဆိုင်မျိုးနဲ့ပြက်စီးသွားတာအဓိကတည်းရဲ့ခံက PLNA ပဲ။ဒါကျွန်တော်တို့တွတ်ဆခဲ့တာမဟုတ်နော်။သူတို့ရဲ့နေမည်ဖြစ်တဲ့ဒီဘတ်မတ်တို့ဂရူကြီးတို့အဲပြီးတော့ဂဒူးလေးတို့အဲစတဲ့ဒါသူတို့ရဲ့အာပိုင်ဆိုင်ထားတဲ့နေရာနိုင်ငံတော်နေပြီးတော့မှချမှတ်ပေးထားတဲ့လှုပ်ရှားရနေမည်ဖြစ်တဲ့အဲ့ဒီနေမည်မှာကျွန်တော်တို့ပိုးမျိုးသားတမတော် PNA အနေနဲ့တွားရောက်ပြီးတော့မှထိုးစီလှုပ်တာလည်းမရှိဘူးတွားရောက်တိုက်ခိုက်တာလည်းမရှိခဲ့ဘူးเนาะဒါပေမဲ့သူတို့ကစီဆိုင်မျိုးနဲ့ထဲမှာ ဝင်ရောက်လာပြီးတော့မှဒီအကြမ်းဖက်တောင်းကျမ်းသူတွေနဲ့ပူးပေါင်းပြီးတော့မှလာရောက်တိုက်ခိုက်တယ်စီဆိုင်မြို့နယ်ကိုပြက်စီးသွားအောင်သူတို့လှုပ်ဆောင်ခဲ့တယ်ဒါတပ်တေသရကတွေရှိတယ်သူတို့ခေါင်းဆောင်ကတော့အာဏာရှင်တော်လာရင်ကိစ္စတွေတော့ပြောတာဒါပေမဲ့ပိုးဒေသကိုသူတို့လာရောက်ဖျက်ဆီးတယ်ဒါပဲလားဆိုမဟုတ်ကျွန်တော်ပင်လောင်းဖက်မှာဒါလည်း PLN အရာဥဆောင်ပြီးတော့မှသူတို့တိုက်ပွဲတွေဖော်ဆောင်ခဲ့တာပဲနော်အဲ့တော့အဲ့ဒီအချိန်ကနေဆက်ပြီးတော့မှဒါဘယ်လို့မှငင်တိုင်းလို့မရတော့တဲ့အနေထားလေးဖြစ်လာတယ်နောက်ပြီးကျတော့ PLN နဲ့နေပြီးတော့မှဘသူပေါက်ဖွာလာလဲဆိုတော့ဦးမြင့်ထွန်းဦးဆောင်တဲ့အဲ PNFC PNDF ပေါ့နော်အဲဒီအဖွဲ့တွေပေါပေါက်လာကွဲလာတာပြီးရင်အဥက္ကုံကဦးဆောင်တဲ့အဖွဲ့တသက်ပြန်ကွဲလာအဲဒါထားလိုက်တာဆိုသူတို့အကွဲသွားတဲ့အကြောင်းတော့မပြောတော့ဘူးအဲ့တော့အခုဘာကြောင့်မို့လို့ပိုးချင်းချင်းပြဿနာဖြစ်တယ်ဆိုတော့ပုံရိပ်တွေကိုသူတို့မီဒီယာပေါ်မှာရိုက်သွင်းနေတာလဲဆိုလို့ချင်းအခုဥက္ကုံမြင့်ထွန်းတို့ ခိုလုံတဲ့နေရာကကရားပြည်နယ်ထဲမှာဖြစ်တယ်နော်အဲ့တော့ကရားပြည်နယ်ထဲမှာဖြစ်တယ်ဥက္ကတူတွေဥဆောင်တဲ့အဖွဲ့ကလည်းအများစုကကရားပြည်နယ်နဲ့ဆက်ထဲမှာနေထိုင်ကြတယ်ပြီးရင်စာဝတ္ထုကိစ္စတွေဆိုရင်လည်းဒီကရားပြည်နယ်ကနေပြီးတော့မှသူတို့အကူငီတောင်းပြီးတော့မှစားတောက်နေရတယ်အဲ့တော့ဥက္ကမြင့်ထွန်းတို့ဥက္ကတူတွေတို့ဥဆောင်တဲ့အဖွဲ့က ဒီကရားပြည်နယ်ကနေပေါက်ဖွားလာတဲ့ KND ရဲ့လို့စတဲ့အဖွဲ့အစည်းတွေကိုသူတို့ကဆရာတင်ရတယ်အဲ့တော့ဆရာတင်ရတဲ့အတွက်ကြောင့်မလို့ပိုးဒေသထဲမှာဝင်ရောက်ဖြတ်စည်းဖို့အတွက်လမ်းကြောင်းကဘယ်သူလုပ်ပေးရမလဲဆိုရင်ဥက္ကုသူတွေနဲ့ဥက္ကုမြင့်ထွန်းတို့ဥဆောင်တဲ့အဖွဲ့ကနေပြီးတော့မှပိုးဒေသကိုဖြတ်စည်းဖို့အတွက်သူတို့ကဥဆောင်ရတယ်ဆောင်ရရတယ်ဆိုလိုဆိုလိုတာကတော့အပြန်အလှန်ကျေးဇူးပြုတဲ့အနေနဲ့ပေါ့ဥပမာတစ်ဖက်ကကရားပြည်နယ်မှာသူတို့ကနေထိုင်ရတယ်ကရားပြည်နယ်မှာ အာသူတို့စားတော့နေရတယ်အဲ့တော့ပိုးရိတာထဲမှာသူတို့ဝင်လာဖို့အတွက်လမ်းကြောင်းကသူလုတ်ပေးရလဲဆိုမိထွန်းတို့သူတွေတို့ကဥဆောင်ပြီးတော့မှလုတ်ပေးရဒါပဲဒါဒါဟိုသူတို့ကဟိုကျွန်တော်တို့ပဲပြဿနာဖြစ်နေတရားအောင်သူတို့ကစူးစမ်းတယ်နော်သူတို့ကအချင်းချင်းပြဿနာဖြစ်လာတဲ့ပုံစံနေအာပုံတရံနေပေါ်လာအောင်သူတို့ကစူးစမ်းပန်းစားပြီးသူလုတ်ဆောင်နေတာမီဒီယာပေါ်မှာတွေ့နေရတယ်ဗောနော်အဲအဲ့ဒါအကြောင်းပဲအဲ့တော့ကျေးဇူးစာကျေးဇူးခံပုံစံသူတို့က ကဲအပြင်းနယ်မှာနေထိုင်နေပြီးရင် KND ရဲ့တရဥဆောင်မှုအောက်အားနေလိုက်နာရတယ်အဲ့တော့အပြန်လာကျေးဇူးပြုတဲ့အနေနဲ့ဘိုးရိတတဲ့ကိုဝေရောက်ဖြတ်စီဖို့အတွက်ကသူရိန်တို့မြစ်ထွန်းတို့ကဥဆောင်ပြီးတော့မှလမ်းပြပေးရတယ်ဆောင်ရွက်ပေးရတယ်ဒါပါပဲဒါတော့ပိုးချင်းချင်းပြဿနာဖြစ်တယ်ဆိုတာထက်ပိုးချင်းချင်းပြက်စီအောင်ပိုးရိတပြက်စီအောင်အဓိကဆောင်ရွက်နေတာတရားခံကဥက္ကုသူရိန်တို့အမြင့်ထွန်းတို့ဖြစ်နေတယ်နော် အကယ်လို့ဒီကောင်းနေဝီမလာဘူးခုနကကျွန်တော်ပြောခဲ့တဲ့ဂရုကြီးဂရုလေးတို့အဒါဒါဥက္ကမေတုံတို့ဥက္ကွန်တရိန်တို့လှုပ်လှုပ်ရှားရနေမည်ဖြစ်တယ်သူတို့နေမည်ရှိပြီသားပဲအဲ့တော့သူတို့ရဲ့နေမည်တဲမှာနေထိုင်ပြီးတော့မှကိုယ့်ရဲ့ပြည်သူလူထုတိုးတက်အောင်ဆောင်ရွက်ရမယ်အလုတ်ကသူတို့လို့သူတို့မလုတ်ပဲနဲ့အခုဒုဒေတာချောက်ပြန်တို့နေမည်တဲမှာဝင်ရောက်ပြီးတော့မှပြဿနာပေါင်းဆုံးနော်အာနာရှင်တော်လိုင်းဆိုတဲ့ကိစ္စခေါင်းစဉ်တွေတတ်ပြီးတော့မှသူတို့ရဲ့နိုင်ငံရဲ့အမျက်ထုတ်မှုနဲ့ကျွန်တော်တို့ဗုဒ္ဓတာဖြစ်စီရတာဒါချင်းချင်းလေးပဲဒါကိုကျွန်တော်တို့ ပိုးနေတာပြဿနာတွေဖြစ်အောင်ပိုးချင်းချင်းပြဿနာဖြစ်အောင်ပါမီဒီယာတွေမှာဖော်ပြနေတာမဟုတ်ဘူးအခုကျွန်တော်တို့ပိုးနေတာထဲမှာ PNO နဲ့မြေထဲမှာဝင်ရောက်ပြီးတော့မှဟိုဒီဘက်ပြောင်းလာတာဗောနော် PLN နဲ့နေပြောင်းလာတာတရားကြော်လောက်ရှိနေပြီဘုံမှုဘူကြီးအစ်စ်နေလဲမြိုက်ရှိတယ်ဗာပြဿနာမှမဖြစ်ဘူးအကုန်လုံးကငင်းချမ်းချမ်းနေပြီးတော့မှစားတော့အကုန်လုံးဆင်ပြေနေတာပဲဘာမှမဖြစ်ဘူးဒါကကျွန်တော်တို့ပြဿနာဖြစ်เสียအကြောင်းဖြစ်အဲ့တော့ အခုပြဿနာလိုင်းပေါ်မှာဖြစ်နေတဲ့ပိုးချင်းချင်းဖြစ်တာတော့ဘာတော့ဘာမှဖြစ်စရာအကြောင်းမရှိဘူးเนาะဘာမှဖြစ်စရာအကြောင်းမရှိဘူးသူတို့ကဝင်လာဒီပိုးဒေတာပြန်လုံနေမြေထဲမှာဝင်မလာဘူးဆိုရင်ပြဿနာလည်းဘာမှဖြစ်စရာအကြောင်းမရှိဘူးကိုယ်နဲ့ကိုယ်နဲ့ကိုယ့်ရဲ့အရတ္တိတာကိုယ့်ရဲ့နေမြေထဲမှာတိုးတက်အောင်လုပ်ကြပါဒါဆိုရင်ပြဿနာဖြစ်စရာအကြောင်းမရှိဘူးဆိုတဲ့အကျွန်တော်အာတင်ပြတာဖြစ်ပါတယ်အဲ့တော့လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေအားလုံးကတချို့က အာကျွန်တော်တို့ပုံမြတ်သားတမတော်ပြန်နေတဲ့ကနေပြီးတော့မှမိုင်းရဲ့ပုံစံတွေသူတို့ကပုံသွင်းနေတာတွေလည်းတွေ့နေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်ထောက်ပြရရဲ့အများကြီးပါကျွန်တော်တို့လွယ်လုံတိုက်ပွဲမှာဖြစ်ပွားခဲ့တဲ့အာဖြစ်စဉ်တွေရှိတယ်နမ်နင်းဖြစ်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်လွယ်ထွယ်ပွဲမှာဖြစ်ပေခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်ထီဒီမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်နော်ကျွန်တော်တို့ရဲဘော်တွေကိုလက်နဲ့မဲ့သွားတဲ့ရဲဘော်တွေကိုအာသူတို့တတ်ဖြတ်ခဲ့တဲ့အားတွေလည်းရှိတယ်နော်အဲ့တော့ လက်ရှိပြဿနာတွေဖြစ်ပွားနေတဲ့အပေါ်မှာကျွန်တော်ဒေတာကျွန်တော်ရဲ့နေမြေတွေကိုလုံခြုံရေးတည်ငြိမ်အခြေအနေကိစ္စတွေကိုပဲအဓိကထားပြီးတော့မှဆောင်ရွက်နေတာဖြစ်တဲ့အကြောင်းကျွန်တော်တင်ပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်